အဲ့တော့ရသော်ဗျာအလွန်အနည်းကြီးတဲ့ဒီလိုအနည်းရှိတဲ့နေရာထဲမှာဘာဖြစ်လို့ဝင်ပြီးတော့သတင်းသုံးရလဲတခြားသစ်ပင်တွေတခြားတောတွေရှိရတဲ့နဲ့ဘာဖြစ်လို့အခုလိုအစိတ်ပြင်းတဲ့နေရာရှိတဲ့နေရာထဲမှာဝင်ရောက်ပြီးနေရတယ်လဲလို့ဆိုဥရဝေလကတ္တဝါတို့ကိုစီယုံရေးရှင်းတဲ့အနေနဲ့မြတ်စွာဘုရားကဒီနေရာကိုရွေးချယ်တာ တမင်သက်သက်ရွေးချယ်ပြီးတော့နေရအနည်းအမတမကြီးမားတဲ့နေရရွေးချယ်ခြင်းဟာဥရဝေလာကတ္တဝါတို့ရဲ့စိတ်ဓာတ်ကိုဆွဲဆောင်နိုင်ဖို့အတွက်လုပ်တယ်လို့ဒီလိုတွက်လို့ရတယ်နော်လောကသားတို့အတွက်မြတ်ဗုဒ္ဓချိုးပန်းရတယ်ဆိုတာအနည်းရည်နဲ့ကြုံရင်လည်းကြုံပါပဲအဲ့ဒီကြုံတဲ့အနည်းရည်တွေကိုထက်ပြီးတော့မတွက်ဘူးမြတ်စွာဘုရားမီတင်းကုတ်ထဲမှာ နဂါကြီးနဲ့ရင်ဆိုင်တွေ့ပြီးတော့အန္တရာယ်ကိုဖြေရှင်းလိုက်တဲ့အခါအေးယသိတွေကတော့တညာလုံးအဲ့ဒီမီတင်းကုတ်ထဲကမိအောင်လေးတပြောင်ပြောင်တောင်းနေတော့ယဟန်ဂေါရမလို့ရုပ်ရည်ရူပကာယအမတန်ချောမောလှပတဲ့ယဟန်ဂေါရမမနဲ့ကြရင်တော့ပြာဖြစ်နေရောပေါ့စိုးရင်တကြီးနဲ့ကြည့်ကြမနဲ့လဲမိုးလင်းရောလာတဲ့အခါကျတော့မြတ်စွာဘုရားကထိုင်ရဲ့ ဘာမှမဖြစ်ဖဲတွေ့တော့သူတို့တန်တော်ဖြစ်သွားတယ်။အဲဒီလိုတန်တော်ဖြစ်တဲ့အခါမြတ်စွာဘုရားကဥရဝေလကတ္တဝယတိကိုပြတယ်။ဒီမဲ့မိတင်းကုတ်ကြီးကိုလွှမ်းမိုးပြီးတော့မိပူဇော်တဲ့နေရာမှာဝင်ရောက်ပြီးတော့စိုးမိုးချက်လဲနေတဲ့ငကားကြီးကဟောဒီမှာလို့ဆိုပြီးတပိတ်ထဲထည့်ထားတဲ့မွေလေးတစ်ကောင်ပြလိုက်တာ။ အဲ့ဒီကျတော့အစိတ်တောင်မရှိတဲ့မွေကလေးဖြစ်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာဥရဝေလာကတ္တဗအမှုရှိတဲ့ယတိတွေဟာရသော်ဘုရားပေါ်မှာတိတ်ပြီးတော့အထင်ကြီးသွားကြဒါစီယုံရေးတစ်ခုပဲပေါ့အထင်ကြီးမှုလေးစားမှုပရှိရင်ဘုရားဟောတဲ့တရားဘယ်လိုလုပ်နားလဲနားမလဲလောကလူတွေကအထင်ကြီးမှုလေးစားမှုပေါ်မှာအခြေခံပြီးတော့သူ့ရဲ့အဆုံးအမလိုက်တာじゃ ဒါလဲလိုအပ်ချက်တစ်ခုညာစီယုံရင်အတွက်အရေးပါတဲ့အကြောင်းတစ်ခုပဲလို့ဒီလိုသတ်မှတ်တာအဲ့ဒီမှာဥရဝေလကတ္တဝရဲ့စိတ်ထဲမှာဘလို့ဖြစ်တော့ဩတကူကြည့်လိုက်တာတို့တောင်မထီရဲမတို့ရဲတဲ့ငကားလိမ္မာရင်ကျင်းအောင်သူဆုံးမနိုင်ပါပေတယ်ရံတော်မတိတ်တကူကြည့်တာပဲဒါပေမဲ့လို့ငါလိုတော့ယဟန္တာမဟုတ်သေးဘူးလို့ သူ့စိတ်ထဲမှာဒီလိုဖြစ်တယ်။အဲ့တော့မြတ်စွာဘုရားကအခုလိုအနေရကြီးမားတဲ့နေရာမှာအနေရကိုချုပ်ကင်ထားပြီးတော့တရင်တုံးနိုင်တာကို तू သိအထင်ကြီးသွားပြီးတော့အရှင်ဂေါရမဒီမှာပျော်သလောက်နေပါတဲ့ဆွမ်းကွမ်း तू တောင်းဝန်ယူပါမယ်ဒါတုတ်တမှုတစ်ခုပဲပေါ့အနုဝဆိုဂေယူတော်ဆိုင်မှာမဟုတ်ဘူးလေမြတ်စွာဘုရားရဲ့အဆွမ်းတကူကိုစပြီးတော့တည်တဲ့အခါကျတော့ အရှင်ဂေါရမဒီမှာပျော်သလောက်နေပါတဲ့အမြဲတမ်းဆုံးသူတောင်းယူရမယ်ဆိုတော့မြတ်စွာဘုရားကအဲ့ဒီမှာဆက်ပြီးတော့တရင်တော့တာညရောက်တဲ့အခါကျတော့မြတ်စွာဘုရားတရင်တော့တဲ့နေရာမှာဝင်းဝင်းလက်လက်အယောင်ကြီးတွေဟာတောက်ပကတာကိုသူတို့မြင်ရတယ်အရက်လေးမျက်နှာကဝင်းလက်တောက်ပတဲ့အယောင်ကြီးတွေနဲ့မြတ်စွာဘုရားတရင်တော့တဲ့နေရာကို ရောက်ရှိလာကြတာတွေကိုမြင်တော့တန်အံ့တော်ညာကကြည့်မနဲ့မိုးလင်းတဲ့အခါမြတ်စွာဘုရားထံဆွန်သာသွားပြည့်ရင်မိတယ်ညာကဒီမှာအရက်လေးပြန်တာဘက်ကအလင်းရောင်ကြီးတွေလာနေတယ်အဲ့ဒါဘာတွေလဲလို့မေးတော့မြတ်စွာဘုရားကမဟုတ်ဘူးတဲ့စတုမရလက်မင်းကြီးလေးယောက်ဟာတရားနာဖို့တရားမေးဖို့ညတကောင်ငါးစီလာကြတာလို့ဆိုတော့ ။အော်တန်တော်သူမှစိတ်ထဲမှာပို့ပြီးတော့လေးစားသွားတယ်။အော်ရဟန်းတော်မှတကိုးကြည့်လိုက်တယ်။ဒါပေမဲ့ငါလိုတော့ရဟန္တာမဟုတ်သေးဘူးလို့ဒီတွေးရတော့သူမှအမြဲတမ်းတွေးနေတာ။သူ့ကိုယ်သူရဟန္တာလို့ထင်နေတာ။ရဟန်းတော်မှတကိုးကြည့်ပါပြီတဲ့။အင်တာမတ်တကိုးကြည့်တဲ့နမင်းကြီး၄ရောက်တော့ရဟန်းတော်မှစီတရားနာလာရတယ်ဆိုတော့အတော်ကိုတကိုးကြည့်တဲ့ရဟန်းမယ်လို့ စိတ်ထဲမှာဒီလိုလေးစားမှုတွေပို့ပြီးတော့တက်လာနောက်တရက်ကျတော့တခါဘာတွေ့ရပြန်လို့ဆိုအင်တာမပို့ပြီးတော့လင်းနဲ့အလင်းရောင်ကြီးတစ်ခုရသော်ဘုရားသတင်းသုံးတဲ့ဘက်ကညအခါမှာရောက်ရှိလာတာကိုသူတွေ့လေရတယ်အဲလိုတွေ့လေရတော့နန္ဒေဘုသောအလင်းရောက်တဲ့အခါစွန်းသားလာပြင်မေးပြန်တယ်ညတော့ကအရှင်ဂေါတမသတင်းသုံးတဲ့နေရာ အင်တာမတ်တော့ပါတဲ့အလင်းရောင်ကြီးတစ်ခုအလင်းတန်းကြီးတစ်ခုရောက်လာတာကိုတွေ့လိုက်ရတယ်။အဲ့ဒါဘာလဲလို့မေးတော့တာဝရိန္ဒနတ်ပြည်ကတရားမင်းကြီးကတရားနာခြင်းလို့ငါစီကိုလာတာတဲ့။ဆိုတော့အော်တကူကြီးတဲ့တရားကတော့ရှင်ဂေါရမစီလာစီကရပါပြီတဲ့လို့ဟောအင်တာမတ်အန်အော်ပြီဒါပေမဲ့ငါလိုတော့ယန္တာမဟုတ်သေးပါဘူး။ ဒီတွေးနဲ့တစ်ခါနေပြန်အဲ့ဒီကနေပြီးနောက်တည့်ရက်ကျတော့တစ်ခါအရင်တော့ကရှေ့ပိုင်းမှာတွေးတဲ့အလင်းရောင်တွေတဲ့ပို့ပြီးတော့လင်းတဲ့လင်းအားကောင်းတဲ့အလင်းရောင်ကြီးတစ်ခုပါတတော်လုံးတထောင်လုံးထိန်လင်းသွားတော့အောင်အလင်းရောင်ကြီးတစ်ခုရသော်ဗျာသတင်းသုံးတဲ့နေရာကိုဗဟုပြုပြီးတော့ဖြစ်ပေါ်လာဥရဝေလံကသမယေတိကြီးဟာ အံ့ဩထိတ်လန့်ပြီးနန်းနဲ့မိုးသောလင်းရောက်တဲ့အခါရသော်ဘုရားထံလာရောက်ပြီးညကအလင်းရောင်ကြီးကပူပြီးတော့လင်းနေဘာများဟောလဲလို့ဆိုညကလည်းငါးစီကိုတန်ဟံပတိဗြဟ္မာကြီးတရားနာဖို့ရောက်လာတာတဲ့ဗြဟ္မာကြီးကိုယ်တိုင်လာတရားနာလဲဆိုအံ့ဩတယ်တကူကြီးပါပေတယ်ဆိုဒီကိစ္စတွေဟာရသော်ဘုရားကဥရဝေလာကတ္တဝရဲ့ဒီ တရားဓမ္မသိဖို့ရာအတွက်သူ့ကိုဆွဲဆောင်စီယုံမှုပဲဖြစ်တယ်။ဒါတွေကိုသိရသည့်အတွက်ကြောင့်ဥရဝေလကတ္တမရဲ့စိတ်ဟာမြတ်စွာဘုရားဘက်ကိုပို့ပို့ပြီးတော့ညွတ်လာတယ်။အကယ်၍သာအစွမ်းတကူကိုမသိဘူးဆိုလို့ရှိရင်ဘုရားဟောတဲ့တရားကိုနားထောင်မှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုရင်အင်္ဂါတိုင်းမကရတိုင်းမှာဒီနှစ်တိုင်းမှာသူကတကယ့်ဆရာကြီးလေ ဘယ်သူမှပုံမထားတဲ့သူ့ရဲ့ကြီးတဲ့လူမရှိဘူးအဲ့လိုလိုပုံကိုမျိုးဆိုတာသူတို့ရဲ့ตาနဲ့အရင်ချင်းတွေ့မှသာလဲတပိခံမှာပေါ့အလို့ဆိုဘယ်တပိခံမလဲ